မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသော နေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရဖို့လဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဆုတော်အဖင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝိတ္ထုခန်းကြီး9ပိုင်းငယ်3ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ပေတရုကလည်းအာနနိသင်သည်တန်ရှင်သောဝိညာဉ်တော်ကိုလှည့်စား၍ မြေကိုရောင်းသောအဖိုးဤတပုတ်ကိုထိန်ဝဲ့မိအကြောင်းစာတန်သည်တင်ဤစိတ်နှလုံးကို အပေကြောင့်ပြည့်စေရသည်။ဒီနေရာမှာထူးခြားတဲ့အရာလေးတွေတွေ့ရပါတယ်။ပါလဲဆိုတော့အာနဏိနဲ့ရှဖိရေတို့ကတစုံတစ်ခုကိုရောင်းပြီးမှတဲ့ပေတရုစီမှာလာလှူကြတဲ့အကြောင်းဖြစ်ပါတယ်။ဒီလင်မယားနှစ်ယောက်စလုံးက အဖိုးတပုတ်ကိုထိန်ဝဲ့ပြီးတပုတ်ကိုသာဆောင်ခဲ့တယ်လို့ပြောပါတယ်။ ဒါနဲ့ပေတရုကသူတို့ကိုဆုံးမပုံကတော့ကျွန်တော်တို့အတွက်သင်ခန်းစာယူဖို့ရှိပါတယ်။ဘာပြောလဲဆိုတော့ဝိညာဉ်တော်ကိုလှည့်စားတယ်လို့ပြောတယ်။နောက်တစ်ခုကစာတန်ကသင်ဤစိတ်နှလုံးကိုပြည့်စေတယ်ဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်။အဲ့တော့လှူတဲ့တန်းတဲ့နေရာမှာလှည့်စားသော အလှူဆိုတာကိုကျွန်တော်သတိထားမိပါတယ်။အဲ့တော့လှည့်စားတဲ့အလှူဆိုတာဘာလဲလို့မေးရင် စာတန်ရဲ့အကြံပေးမှုနဲ့လှုပ်ဆောင်တဲ့အလှမျိုးဖြစ်တယ်လို့ဒီလိုမျိုးနားလည်သိချင်ပါတယ်။အဲ့တော့အာဏနီနဲ့ရှပိတွေကတရှင်တော်ဝိညာဉ်တော်ရဲ့တိုက်တွန်းမှုကြောင့်သာဥစ္စာတစုံတစ်ခုကိုရောင်းတာဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့လူတယောက်ကဒီလိုမျိုးစိတ်အားထက်သန်စွာနဲ့ရောင်းပြီးတော့မှ ပေးဖို့ဆိုတာက တော်ယုံတန်ယုံနဲ့မဖြစ်နိုင်ပါဘူး။ရာသခင်ဝိညာဉ်တော်နှိုးဆော်လို့ဒါမှမဟုတ်ရင်လည်း ဘုရားသခင်ကိုချစ်တဲ့စိတ်အားကြီးတဲ့အတွက်ကြောင့်မလို့ဒီလိုဥစ္စာရောင်းပြီးလှူတဲ့အထိဖြစ်လာတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုလှူဖို့ဥစ္စာတောင်ရောင်းပြီးကမှတပုတ်ကိုခြံထားပြီးတော့မှကြံတဲ့တပုတ်ကိုသာလှူဖို့ရန်အတွက်ကြားထဲမှာ စာတန်ကလှည့်စားတယ်ဆိုတာတွေ့ရပါတယ်။အဲ့တော့ပထမဆုံးဖြတ်ချက်ကတော့ကောင်းပါတယ်။ဝိညာဉ်တော်ရဲ့လုံးစုံမှုဘုရားကိုချစ်တဲ့စိတ်ကြောင့်ဥစ္စာရောင်းပြီးပါပြီ ဒါကလည်းလှူဖို့ပဲဖြစ်ပါတယ်အဲ့တော့လှူမဲ့အချိန်ကြမှ တပုတ်ကိုချမ်းထားဖို့ရစာတန်ကအကြံပေးတဲ့အတွက်ကြောင့်မလို့တပုတ်ကိုပဲလှူပြီးတော့မှကြံနာကိုတင်ထားလိုက်တယ်ဆိုတာကတကယ်တော့ဒါကဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုမဟုတ်တော့ဘူးသူကစိတ်ပြောင်းပြီးတော့မှဝိညာဉ်တော်ကိုလှည့်စားသလိုဖြစ်သွားပါတယ်အဲ့တော့ပေတရုအနေနဲ့တော့လာလူတဲ့အလူကိုလက်ခံလိုက်ရင် ပြီးတာပါပဲ ။ဘာပဲလှူလှူဘလောက်ပဲလှူလှူအဆင်ပြေတာပါပဲ။ဒါပေမဲ့တရှင်တော်ဝိညာဉ်တော်ကိုလှည့်စားတဲ့နှလုံးသားကိုတော့ဘုရားသခင်က မကြိုက်ဘူးဆိုတာကို တွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့အလှလှတဲ့နေရာမှာဒီလိုမျိုးကိစ္စအလားတန်တူတွေအများကြီးကျွန်တော် တွေ့မိပါတယ်။ကိုယ်တိုင်အထွေအကြုံအရာကိုပဲဒီလိုမျိုးကိစ္စတွေရှိပါတယ်။တကယ်တော့အဲ့လိုလှူမဲ့သူတွေကလှူမယ်လို့ပြောပြီးတော့မှ စိတ်ပြောင်းသွားပြီးမလှတာလှဖို့ရန်ဤရွယ်ထားပြီးကမှစာတန်ရဲ့လှည့်စားမှုကိုခံပြီးတော့မှလှူခြင်းနဲ့အတိုင်းတာကိုလျှော့ပေါလိုက်တာဒါမျိုးတွေကြုံပူးပါတယ်ကျွန်တော်တို့ကတော့အလှလက်ခံရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးလူတွေနဲ့တွေ့တဲ့အခါမှာကျွန်တော်စိတ်ထဲမှာတော်တော်လေးဝမ်းနည်းမိပါတယ်ဝိညာဉ်ရေးကအလုပ်တွေနှောင့်နှေးတယ်ဝိညာဉ်ရေးကလှုပ်ဖို့ရန်အတွက် မျောလင့်ထားတဲ့အရာတွေပြက်ပြားသွားတာအမှန်ပါပဲ ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်ကိုမလှည့်စားသင့်ဘူးဆိုတာကိုပြောချင်ပါတယ်။ဘုရားသခင်ရဲ့နိုင်ငံတော်အမှုတော်အတွက် ပါဝင်ဖို့ရမိမိစိတ်အားထက်သန်သည့်အတိုင်းပါဝင်သင့်တယ်ပါဝင်ဖို့ရဆုံးဖြတ်ပြီးကမှစာတန်ရဲ့လှည့်စားမှုကြောင့်တနည်းတဖုံစိတ်ပြောင်းသွားတာမျိုးဒါမှမဟုတ်လည်းပမာဏယော့သွားတာမျိုး မလှူတော့ဘဲနေတာမျိုးဒီလိုမျိုးဖြစ်မယ်ဆိုရင်တစ်ဖက်မှာ အလူခံရတဲ့ပုံကိုအနေနဲ့ ဝမ်းနေစရာစိတ်မကောင်းစရာစိတ်ပျက်စရာတွေကြုံတွေ့နိုင်ပါတယ်အထူးသဖြင့်တော့ဝိညာဉ်၌ဝမ်းနေစရာ ဖြစ်စေတယ်ဆိုရင်တကယ်ကိုဝမ်းနေစရာအမှန်ပါပဲချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ကစာတန်ရဲ့အကြံပေးမှုနဲ့လှူကြရမှာမဟုတ်ပါဘူးဝိညာဉ်တော်ရဲ့နှိုးဆော်မှုနဲ့လှူကြရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဝိညာဉ်တော်ရဲ့နှိုးဆော်မှုကိုရပြီးမှလှူမယ်လို့ဆုံးဖြတ်ပြီးမှစိတ်ပြောင်းပြီးတော့မှ ဝိညာဉ်တော်ကိုလှဲ့စားသူလိုမျိုးအလူမဖြစ်ဖို့သတိပြုရမှာဖြစ်ပါတယ်။အမတန်အရေးကြီးပါတယ်။ရှေ့မှာတော့ကျွန်တော်တို့ဘာသာရေးအလူကိုပြောခဲ့ပါတယ်။အခုတော့လှဲ့စားသောအလူဒီအလူကတော့ယုံကြည်သူတွေပြုတ်တက်တဲ့အမားဖြစ်တယ်ဆိုတာကိုနားလည်စေချင်တယ်။ဝိညာဉ်တော်ဖွင့်ပြတဲ့အတိုင်းလှူပါ။ဝိညာဉ်တော်နှိုးဆော်ရင်နှိုးဆော်သလိုလုပ်ပါ။ဒါပေမဲ့ကြားထဲမှာစာတန်ရဲ့အကြံပေးမှုနောက်ပါသွားပြီး နှိုးစော်မှုကိုမျက်ွယ်ပြူတာမျိုးမဖြစ်ဖို့လိုပါတယ်ဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျားကိုရောကိုကျေးဇူးတင်နေလှဲ့စားတဲ့အလှမျိုးမလှမိဖို့ကိုရောမဆပါစေဝိညာဉ်ကစေတနာရှိညာတော်လဲကိုကအားနေတယ်ဆိုရဲစကားလိုမျိုး ကျွန်တော်တို့ကတခါတလေမှာနှိုးစော်မှုနောက်ကို မလိုက်ပဲစာတန်ရဲ့အကြံပေးမှုနောက်ကိုပါသွားတတ်တာမျိုးရှိပါကိုရောဖျားကောင်းကြီးပေးလက် ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုတုံသင်လို့ဂျေစုတင်နေကြားနာရတဲ့မိသားစုဝင်အယောက်တိုင်းယုံကြည်သူအယောက်တိုင်းအသက်တာမှာဝိညာဉ်တော်ကိုလှည့်စားသောအလှူနဲ့ကင်းရပါမည်အကြောင်းကောင်းချီးပေးလျက်ခန္ဓာစိတ်ဝိညာဉ်မဆချွတ်မျိုးမျိုးပေးပါမည်အကြောင်းယေရှုနာမ၌ဆက်ကပ်အနံ့၍တနေ့တာကိုအစပြုပါ၏အာမင်